မင်္ဂလာပါခင်ဗျရှန်ကုန်ခစ်တက်ကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်အမ်းမြို့နယ်ကအချက်ဖတ်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးနဲ့နေပြီးတော့စစ်ရုံးလို့ကြားမှာအဆက်အသွယ်ပြတ်တောက်နေပြီတိုင်းမူဘိုလ်ချုပ်ကြော်သွားဦးဆိုတဲ့သူဟာလေအမ်းမြို့မှာမရှိတော့ဘဲစစ်တွေမြို့မှာသာရှိနေတယ်ဆိုပါတယ် မကွေးတိုင်းအောင်လန်းမြို့နယ်ကကြေးရွာတွေကိုဝင်ရောက်ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေကကြားပြတ်တိုက်ခိုက်ချေမှုမှုအတွေ့စေကောင်စီတပ်သားခေါနဲ့ဦးထံမနေကတော့အတိအသေးသိမ်ကုန်ကြပြီဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးနဲ့နေပြည်တော်စစ်ရုံးတို့ကြားမှာအဆက်အသွယ်ပြတ်တောက်နေပြီး တိုင်းမူဘိုလ်ချုပ်ကြော်စွာဥဆိုတဲ့သူဟာလည်းအမ်းမျိုးမှမရှိတော့ပဲစစ်တွေမြုပ်မှသာရှိနေတယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကပြောထားတဲ့အပြင် CDM ဘိုလ်ကြီးဇင်ရောက်ကလည်းပြောထားပါတယ်အော်တိုဘလ29ရက်နေ့ညပိုင်းကစပြီးရခိုင်ပြည်နယ်အမ်းမျိုးမှရှိတဲ့ပြည်သူတွေပါဝင်စစ်ကောင်စီဘက်ကတရင်တပ်ဖွဲ့တွေစစ်တပ်မိသားစုတွေနဲ့ပါအကုန်လုံးနဲ့ဆက်သွယ်မှုတွေကတ်ခဲလာပြီးအော်တိုဘလ28ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးတော့အဆက်အသွယ်တွေမရတော့ဘူးလို့စစ်တပ်မိသားစုဝင်တချို့ကပြောထားပါသေးတယ်ဒါပြင် အမ်မြူမှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပါခနဲ့လေနေပြည်တော်ကစစ်ရုံးချုပ်နဲ့ပါအဆက်အသွယ်ပြတ်တောက်သွားကြပြီဆိုတာကိုလည်းသိထားရတယ်လို့ CDM ဗိုလ်ကြီးဇင်ယောကပါရန်ကုန်ခေတ္တကိုပြောထားပါသေးတယ်။ဒါနဲ့ပတ်သက်ပြီးရန်ကုန်မြို့အခြေစိုက်စစ်တပ်မိသားစုဝင်တအုပ်ကလည်းအဲ့ဒီအမ်မြူကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာရှိတဲ့သူ့ရဲ့သားဖြစ်သူတက်ကြကြီးစည်ရင်းနဲ့လေအော်တိုဘလ28ရက်နေ့ဖြစ်တယ်မနေ့ကစပြီးအဆက်အသွယ်လုံးဝမရတော့ဘူးဆိုပြီးတော့လည်းပြောထားပါသေးတယ်။ဒီလို့ အမ်မြမရှိတဲ့အနောက်ပိုင်းတိုင်းစစ်တပ်သားချုပ်နပခကြီးကြသွားပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်နေပြည်တော်မှာရှိတဲ့စစ်တပ်အရာရှိကြီးတချို့ကိုဆက်တွေ့မေးမြန်းရမှာလဲမှတ်ချက်ပေးထားတာမျိုးမရှိဘူးလို့ပြောထားပါသေးတယ်။ဒါအပြင်လက်ရှိအမ်မြကအနောက်ပိုင်းတိုင်းစစ်တပ်သားချုပ်တိုက်မှုဗိုလ်ချုပ်ကြော်စွာဦးဆိုတဲ့သူဟာလဲအမ်မြမှာမရှိတော့ပဲစစ်တွေမြို့မှာသာရှိနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကအတည်ပြုပြောထားပါတယ်။တစ်ဖက်မှာတော့အော်ဒိုဘလန်ဆက်ရှိရနေဖြစ်တဲ့မနေ့ကရခိုင်ပြည်နယ်အမ်မြမှာရှိတဲ့စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးကို ာရခတတော် AA ကသိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းတွေကြင်ကြဲပြန့်ပြန့်ထွက်ပေါ်နေပြီမဲ့အာရခတတော် AA ဘက်ကတော့တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူးခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့အောင်လံမြို့နယ်ကခြေရွာတွေကိုဝင်ရောက်ဖျက်ဆီးခဲ့တဲ့အကြဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမှုအတွင်းစေကောင်စီတပ်သားခေါနန်ဦးထံမနေကတော့အသီးသီးတေကုန်ကြပြီလို့အောင်လံမြို့နယ်ပကဖတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ် အော်တိုဘောလာ21ရက်နေ့ကနေ26ရက်နေ့အထိအချက်ဖတ်စကောင်စီရဲ့အောင်လမြို့အခြေဆိုင်အမှတ်81တရင်ပါဝင်ရွှေပန်းတော်တိုက်နယ်အထိုင်စခန်းကဗိုလ်ကြီးမျိုးမြင့်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီတပ်သားတွေဟာကေမဆန်ကျေးရွာအပါအဝင်အနီးပဝင်းချင်းကကျေးရွာတွေကိုဝင်ရောက်စီးနှင်းဖျက်ဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုကျေးရွာတွေကိုဝင်ရောက်စီးနှင်းဖျက်ဆီးခဲ့တဲ့အချက်ဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကလမ်းကနေတောက်လျှောက်ကြပြတ်တိုက်ခိုက်ချင်းမိုးရမှာစေကောင်စီတပ်သားခေါနှံဦးထံမင်းကတော့အတိအသေးတေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများသွားပြီအဲ့ဒီထဲမှာမသေးမရှင်းဖြစ်ပြီးတော့ပြင်းထန်ဒဏ်ရာရသွားတဲ့သူတွေလည်းပါသွားတယ်လို့အောင်လံမြို့နယ်ပကပတာဝန်ငယ်ကပြောထားပါတယ်ခင်ဗျာအခုတခါမန္တလေးတိုင်းဘက်မှာလေငစုံမြို့နယ်မှာရှိတဲ့ငမကြီးခြေရွာကအချက်ပါစစ်ကောင်စီတပ်သားတွေရွာပြင်ကိုထွက်လာတဲ့အချိန်ဒေါ်လန်ကြီးတပ်တွေကစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာစေကောင်စီတပ်သားနှစ်ဦးကတော့စနိုက်ပါမိပြီးပွဲချင်းပြီးကိုတေကုန်ကြတယ်လို့ ဇီရိုပြောက်ကြတက်ဖွဲ့ရဲ့တာဝန်ရှိသူကိုတက်ကြီးကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်တိုဘလ29ရက်နေ့ကပဲငဇုံမြို့နယ်မှာရှိတဲ့ငမြကြီးဂျေးရွာကအချက်ဖတ်စစ်ကောင်စီတပ်သားတွေရွာပြင်ကိုထွက်လာတဲ့အချိန်တော်လိုင်းရေးပူပေါင်းတပ်တွေကမီတာ200အကွာလောက်ကနေပဲစနိုက်ပါနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သားနှစ်ဦးကတော့စနိုက်ပါမိပြီးနေရာမှာတင်ပွဲချင်းပြီးကိုတေကုန်ကြတယ်လို့ အဲ့ဒီစစ်သားနှစ်ဦးရဲ့မပါအလောင်းကိုလည်းစစ်ကောင်စီတပ်သားတွေဟာတရွတ်တိုက်ဆွဲသွားပြီးငမကြီးခြေရွာလေးကိုပြန်ပြေးဝင်သွားကြတယ်လို့ဇီရိုပြောကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူကိုတက်ကြီးကပြောထားပါတယ်ခင်ဗျာဒီတခါဘကိုးတိုင်းပတ်မှာလေရေတာရှည်မြို့နယ်ဂျုတ်ပင်သားခြေရွာကအချက်ဖက်စစ်ကောင်စီတက်ဂိစကန်ကိုတော်လိုင်းရေးပူပေါင်းတက်တွေကဝင်ရောက်စီးနှင်တိုက်ခိုက်မှုအတွေ့စေကောင်စီတက်ဖွဲ့ဝင်နှစ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတေကုံကြပြန်တဲ့အပြင်တနတ်တလက်ကိုပါတင်းစီရရှိခဲ့တယ်လို့ ရေတာရှင်မြို့နယ်အနောက်ချက်ပကပတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။အော်တိုဘာလ29ရက်နေ့ကပဲရေတာရှင်မြို့နယ်အမြန်လန်း164မိုင်9ဖားလုံးမှာရှိတဲ့ဂျိုးဝင်သားချင်းရွာကအကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကိုဒေါ်လာအေးပူပေါင်းတပ်တွေကဝင်းရောက်စီးနှင်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတေကုန်ကြတဲ့အပြင်ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဒဏ်ရာရတဲ့သူတွေနဲ့အတူထွာပြေးသွားကြပြီး သူတို့ကြံခဲ့တဲ့တနတ်တလက်ကိုပါတော်လိုင်းကြီးတက်တွေကတင်းကြီးရရှိခဲ့တယ်လို့ရေတာရှည်မြို့နယ်အနောက်ချမ်းပကဖာတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့ကံမမြို့ရစကန်ကရဲဒုတက်ချက်ချစ်နိုင်ဦးဆိုတဲ့သူဟာလက်နက်နဲ့အတူတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ကံမတပ်ပေါင်းစုရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခေတ်တကိုပြောပါတယ်အဲ့ဒီအချမ်းဖက်စစ်ကောင်စီရဲ့ကံမမြို့ရစကန်ကရဲဒုတက်ချက်ချစ်နိုင်ဦးဆိုတဲ့သူဟာ အော်တိုဘလနန်စနေရနီကဘဲတော်လိုင်းရတက်တွေကိုချိတ်ဆက်လာပြီးသူကင်ဆောင်နဲ့ G3 တနတ်တလက်နဲ့ကြီးစံတွေကိုပါတပါးလဲယူချလာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုလက်နက်နဲ့အတူအလင်းဝင်ရောက်လာတဲ့ရဲဒုတချက်ချစ်နိုင်ဦးဆိုတဲ့သူကိုတော်လိုင်းရတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးတဲ့နောက်ဂုံပြူစုငွေကိုပါချင်းမြင့်ပေးခဲ့တယ်လို့လဲကမ္မတပောင်းစုရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ਰਾਗਰੋ ਯੋਂ ਖਿਤਿ ਕਾ ਨੀ ਡੀਡੀ ਨੀ ਡੀਡੀ ਨੀ